ကျောင်းနေရမယ့်ကြောင့်နာမည်ပြန်နေလို့အီချမ်မောင်ထွက်ရှင်ပြီ။တရုတ်ဆောင်အီချမ်မောင်ကသူ့ရဲ့ကျောင်းနေရမယ့် series အသလီကိုဘာကြောင့်ရိုက်ဖြစ်တယ်ဆိုတာကိုပြောပြလာပါတယ်။သူအလုပ်တွေတိတ်မရှိသေးတဲ့ချိန်နှပညာလုပ်တွေနေနေတဲ့ကာလမှာစိတ်ထပ်ပေါက်တစ်ခုနေနဲ့ရိုက်ကူးဖြစ်ခဲ့တာလို့ဆိုရယ်။ပုံမှန်ဆိုရင်သူဟာ drama စကားတွေနဲ့သစ္စာဖောက်တဲ့ဇယုတ်တွေမှာအများဆုံးမြင်တွေ့ရလေးရှိရကုန်။ အခုဒီ series ကနေတဆင့်အရင်ကနေမတူတဲ့ဇယုအစ်စ်တစ်ခုကိုစမ်းသပ်ပြောင်းလဲဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့ရှင်းပြပါရယ်။အနုပညာရှင်ဆိုတာကလည်းကိုလုံနေကြပုံစံပြင်တစ်မျိုးတစ်ပုံပြောင်းလဲဖို့ကြိုးစားကြတာပဲမဟုတ်လား။ဤချမောင်နေတဲ့ဒီလိုမျိုး character အစ်စ်တစ်ခုကို ဖန်တီးခဲ့တာဟာပြည်သက်တွေကို မတူညီတဲ့ယတာအစ်စ်တစ်ခုပေးချင်လို့ဖြစ်တယ်လို့လည်းပြောနိုင်ပါရယ်။ဒီဇာလံကိုကြည့်ပြီးပြည်သက်တွေက လိုက်တယ်မလိုက်ဘူးကြိုက်တယ်မကြိုက်ဘူးဆိုတဲ့တုံ့ပြန်မှုတွေပေးတာကိုအီချက်မောင်ကစည်ရင်နဲ့လက်ခံတယ်လို့ဆိုပါတယ်။သူကပြည်သက်ရဲ့စေနာပါရီထောက်ပြမှုတွေကသူ့အတွက်အများကြီးအကျိုးရှိစေတယ်လို့ယုံကြည်ထားတယ်။ဘေးကနေကြည်ရတဲ့သူတွေကပုံပြီးမြင်တတ်ကြပါတယ်ဆိုတဲ့သူ့ရဲ့စကားကလည်းပြည်သက်ပေါ်ထားတဲ့သူ့ရဲ့ယုံသိလေးစားမှုကို ပြနေရပါပဲ။ဒီလိုမျိုးပြိဿမြင်ကိုနားထောင်ပြတာကအနုပညာရှင်တယောက်အတွက်အရေးကြီးတဲ့အချက်ပဲမဟုတ်လား။ ကိုကောင်းနေပြီလို့ထင်ရပေမဲ့တကယ်တမ်းတော့ပရိသတ်ရဲ့အမြင်ကိုလည်းထယ်စင်းစားမှပြေဆုံးတာပေါ့ဒီလိုလိုဆောင်ချက်တွေကသူရဲ့နှုတ်ပြန်လဲကြောင်းအတွက်အကောင်းဆုံးလဲညွတ်မှုတွေဖြစ်လာစေနိုင်ပါတယ်အီချမောင်ကတော့ကုလိုမျိုးစေးအစံတွေဇလန်းသစ်တွေထပ်လုပ်သွားမယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီကြောက်နေရမယ့်ထဲကလို့ခရိုက်တာမျိုးကိုတော့ထပ်ပြီးတရုပ်ဆောင်တော့မှာမဟုတ်ဘူးတဲ့သူပြောင်းလဲသွားတဲ့ပုံစံကိုကြိုက်တဲ့သူရှိတယ်လို့မကြိုက်တဲ့သူလည်းရှိနိုင်ပေမဲ့ ကြည့်ရှုအားပေးတဲ့ပရိသတ်တိုင်းကိုကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အတန်နိုင်ဆုံးခရိုက်တာကိုမထက်အောင်လို့တော့ကြိုးစားနေရပါဆိုရက်သူ့ရဲ့စကားကလည်းနှုတ်ပညာလို့ပေါ်ထားတဲ့သူ့ရဲ့အလေးထားမှုကိုပြသနေရပါပဲ။နှုတ်ပညာရှင်တယောက်အနေနဲ့စရုပ်အခုထဲမှာပဲပုံသေးမနေပဲမတွင်ရင်တဲ့စရုပ်တွေကိုစံသက်တရုပ်ဆောင်ကြည့်တာဟာပရိသတ်တွေအတွက်လည်းစိတ်ဝင်စားစရာကောင်းစေပါတယ်။ ဲ့တော့နောက်ထပ်သူ့ရဲ့ဘလို့ဇယုတ်တဲ့တွေကိုမြင်ရမလဲဆိုတာရင်ခုန်စရာပါပဲနော်ချူလင်းနဲ့ MC ရဲ့အရှုပ်တော်ပုံတရားဆောင်ချူလင်းနဲ့နမဲကြီးမီဒီယာတက်ခုဖြစ်တဲ့ MC ကြားကကိစ္စတွေကတော့အတော်လေးကိုနမဲကြီးနေပါပြီအဓိကပြဿနာကချူလေးကဖိုတိုရှူတင်ဓာတ်ပုံတွေကိုမတင်ပါနဲ့အောင်လို့ချူတင်တောင်းမှန်းထားတာကို MC ကတမင်းတင်လိုက်လို့ပါ ဒီတပ်ပုံတွေတင်လိုက်ရင်ရိုက်ကူးရေးအတွက်အကုန်ကြစရိတ်တွေအကုန်ပြန်ရော်ရမယ်လို့တတိပေးထားတဲ့ကြားကဒီလိုလှုပ်လိုက်တော့သူလေးကအတော်လေးဒေါသထွက်နေတဲ့ပုံပါပဲဒီလိုလှုပ်တာမျိုးကယုံကြည်မှုကိုချိုးဖောက်လိုက်တာမျိုးပုံသူလေးကအရင်ကတည်းကမီဒီယာနဲ့ဆက်ဆံရေးသိမကောင်းဘူးလို့ပြောဖူးတယ်ပရက်ရှိုးပွဲတွေအတွက်ပတ်စံပေးပြီးခေါ်ရတာမြို့ပညာရှင်တွေကိုပရိသတ်တွေကအမြင်ကက်အောင် caption ဆူဆူရီနဲ့တင်လေးရှိတဲ့ MC လို့မီဒီယာတွေကိုမုန်းနေလို့တောင်ဆိုခဲ့ဖူးပါတယ် ဒါပေမဲ့လည်းအလုပ်သဘောအရရှောင်လို့မရတော့ရင်ဆိုင်ရနေချိန်မှာအခုလိုမျိုးခံရတော့အရန်လွန်သွားတယ်လို့သူလေးကခံစားရတဲ့ပုံပါပဲဒီလိုလောရက်တွေကနုပညာရှင်တရားနေနဲ့မီဒီယာတွေရဲ့မတရားဖိအားတွေကိုဘလို့ရင်ဆိုင်နေရတယ်ဆိုတာကို ကြားသနေရဖြစ်ပါတယ်ဒီတခါတော့သူလေးကလုံးဝကိုတီးခတ်မနေတော့ပဲဒီကိစ္စကိုလုပ်တဲ့ MC ရုံးဝင်ထန်းတွေတီးဖြတ်သူတွေ caption ရေးတဲ့သူတွေနဲ့ဓာတ်ပုံနဲ့ Facebook အကောင့်တွေကိုတရားဝင်ချပြပေးဖို့တောင်းဆိုလိုက်ပါတယ် ဒီလိုမျိုးအများပြည်သူရှေ့မှာတာဝန်ခံခိုင်းတာကလူပညာလောကမှာအတော်လေးရှားပါပါတယ်။ပုံမှန်ဆိုရင်တော့ဒီလိုကိစ္စတွေကိုအပြင်းမပဲတိတ်တိတ်ဆိတ်ဆိတ်ဖြေရှင်းကြတာများပဲမယ်။သူလေးကတော့လုံးဝကိုအများပြည်သူတီအောင်ဖော်ထုတ်လိုက်တာပုံ။ဒီလိုတင်းမာတဲ့အခြေအနေမှာ MC ဘက်ကဘလို့တုံ့ပြန်လာမလဲဆိုတာကတော့စောင့်ကြည့်ရမှာပေါ့နော်။ဒီဖြစ်ရပ်ကမီဒီယာကျင်းဝင်းနဲ့အနုပညာရှင်တွေရဲ့အခွင့်အရေးတွေအကြောင်းကိုလည်းထပ်ပြီးစဉ်းစားစရာဖြစ်လာစရာပေါ့နော်။ ခင်မွန်ကြောင့်ဂျီနန်ရဲ့နန်းဆန္နာလာထွန်းမင်းသမီးနန်းဆန္နာလာထွန်းဟာသူ့ရဲ့ကိုဝန်ဆောင်ကာလတွင်ခင်မွန်ဖြစ်သူကဘလောက်တီကျူဆိုင်ပြီးချစ်ခင်ကြောင့်ကို ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးချစ်ချင်းမြတ်တာနဲ့ပြည်စုံတဲ့မိသားစုဘွားလေးကတော့လူတိုင်းအတွက်အားကြစရာပါပဲနန်းဆန္နာလာထွန်းပြောပြတဲ့အတိုင်းဆိုရင်သူမရဲ့ခင်ပွန်ဟာကိုဝင်လာရင်လာနဲ့မြသူ့ကိုပို့ပြီးကျူဆိုင်လာခဲ့တာလို့ဆိုပါတယ် လမ်းလျှောက်သွားတဲ့အခါအိမ်ထဲမှလှူရှာသွားလာတဲ့အခါမျိုးမှာတော့လက်ကိုအငြင်းနဲ့မလွတ်ပဲဂိုင်ထားလိရှိတယ်လို့ဆိုပါတယ်တဟာရူးရူးလေးပဲလို့ထင်ရပေမဲ့ကိုဝင်ဆောင်မျိုးသမီးတရားအတွက်ကတော့ဘေးကင်းလုံခြုံမှုနဲ့နှွေးထွေးမှုကို ခံစားရစေတဲ့အသေးမွှားကိစ္စလေးတွေကအရေးကြီးပါတယ်။အထူးသဖြင့်လဲကြမှာထိခိုက်မိမှာကိုစိုးရိမ်တဲ့အတွက်တန်ဆင်ခံသွားတဲ့အခါမျိုးမှာတော့အများနဲ့လိုက်ပါ ကူညီပေးရဲဆိုတော့တကယ်ကို အနီးကပ်ကူဆိုင်မှုအပြေဝါပီနီယာကို ဖော်ပြနေပါတယ်။နန်းစနာလာထွန်ရဲ့ခင်မွန်ကမြန်မာနိုင်ငံထိတ်တန်းခရိုနီတိုင်းဝိုင်းထဲကလုပ်ငန်းရှင်တစ်ထည်တူဖြစ်တယ်လို့သိရပါတယ်။စီးပွားရေးအရချမ်းသာကြွယ်ဝသူဖြစ်တဲ့လုံစနီးဖြစ်သူအပေါ်ထားတဲ့ချစ်ချင်းမေတ္တာနဲ့ကူဆိုင်မှုမှလည်းလုံးဝကိုလျှလျူရှုထားတာမျိုးမရှိရကိုတွေ့ရပါတယ်။ဒါဟာတကယ်ကို အားကြအတူယူစရာကောင်းပါတယ်။ ဝေကြီးပြည်စုံတဲ့သူတွေရဲ့ဘဝမှာအခြေရင်းနဲ့မိသားစုဘဝကကွက်လက်ဖြစ်နေရမျိုးတွေရှိတတ်ပေမယ့်နန်းဆန္ဒလာထွန်းရခင်မွန်ကတော့ဒီအချက်နှစ်ခုစလုံးမှာပြည်စုံသူဖြစ်လို့နန်းဆန္ဒလာထွန်းကလည်းတကယ့်ကိုအိမ်ထောင်ကျကံကောင်းသူလေးလို့ပြောလို့ရပါတယ်ချစ်ချင်းမြတ်တာဆိုတာဝေကြီးနဲ့တိုင်းတာလို့မရဘူးဆိုပေမဲ့ဝေကြီးလည်းပြည်စုံချစ်ချင်းမြတ်တာလည်းပြည်စုံတဲ့ဘဝမျိုးကိုပိုင်ဆိုင်ရတာဟာကံကောင်းခြင်းတစ်မျိုးပါပဲနန်းဆန္ဒလာထွန်းတို့နှစ်ယောက်တစ်သက်လုံး ဒီလိုချစ်ချစ်ခင်ခင်နေနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။အရန်ချစ်ပေမဲ့လက်မထက်ချင်မှုဆိုရဲမောင်ရင်တို့ဆုံးတဲ့မြန်မာလူပညာလောကမှာပြည်သက်တွေစဉ်ဝင်တစားရှိရဲဆုံးတယ်လီရီထဲကတည်းဖြစ်တဲ့မင်းသားမောင်ရင်နဲ့မော်ရယ်ရှာရီအခြေရေးအကြောင်းကားကိုဆိုရင်အားလုံးရဲ့စဝင်စားမှုတွေကိုပိုပြီးဆွဲဆောင်လာပါပြီ။သူတို့ရဲ့ချစ်ခီလန်ကနှစ်အတော်ကြာပြီလို့ထင်ရပေမဲ့ရှာရဲ့ပြပြချက်အရာကတော့အခုမှနှစ်နှစ်လောက်ပဲရှိသေးတယ်တဲ့ ။တဟချစ်ချင်းမြတာဆိုတာအချိန်ကာလကိုမူတရားမဟုတ်ပဲနားလေမူနဲ့ပေးဆက်မှုအပေါ်မှာမူတရားဆိုတာကိုပြသနေရပါပဲ။နေရာစလုံးကတော့နှစ်ပညာနယ်ပယ်မှာကိုစီအောင်မြင်မှုတွေရရှိထားပြီးဖြစ်သားကြောင့်သူတို့ရဲ့အခြေရေးကတည်ငြိမ်မှုရှိပြီးအေးအေးချမ်းချမ်းရှိနေပါတယ်။ဒါကြောင့်လေလက်ရှိအချိန်ထိအင်အားပြုတ်ဖို့ကလေးယူဖို့ဒီအလျင်စလုံးမစင်စားသေးဘူးလို့ဆိုပါရယ်အနာဂတ်အတွက်ကို အစီအစဉ်ချတာထက်လက်ရှိမှာတယောက်နဲ့တယောက်အေးအေးချမ်းချမ်းနဲ့တာယာနေရဲ့ဘွာလေးကို ပို့ပြီးတံမိုးထားနေကြပုံရပါတယ်။ဒီလိုမျိုးလက်ရှိကိုအကောင်ဆုံးဖြတ်တန်းပြီးအနာဂတ်ကိုစိတ်အေးလက်အေးပုံဖော်ရဟာအခြေရအတွက်အကောင်ဆုံးဆုံးဖြတ်ချက်တစ်ခုပါပဲ။ဒီဆုံးတဲလျင်အားကြစရာအကောင်ဆုံးအချက်ကတော့သူတို့ရဲ့အခြေရကိုနှစ်ဖက်မိပါရိကအပြေဝသဘောတူပြီးချစ်ခင်ပေးကြတာပါပဲ။အနုပညာရှင်တွေရဲ့အခြေအနေမှာမိဘတွေရဲ့သဘောမတူညီမှုကြောင့်ပြဿနာတွေခက်ခဲတွေနဲ့ရင်ဆိုင်ရတာမျိုးတွေမကြာခဏဆိုသလိုကြာတိရပါတယ် ဒါပေမဲ့သူတို့နှစ်ယောက်ကတော့မိမတွေရဲ့အားပေးမှုထောက်ခံမှုအောက်မှာအီအီချမ်းချမ်းနဲ့ချစ်သူဘွားကိုဖြတ်သန်းနေကြတာပါ။ရှားခတီရဲ့ချက်ကိုကံကောင်းမှုပါလို့ပြောခဲ့တယ်။တကယ်လည်းမှန်ပါတယ်။ကိုချစ်ရတဲ့သူကိုကိုမိဘကလည်းလက်ခံပေးပြီး ကိုချစ်သူရဲ့မိဘတွေကလည်းကိုကိုကိုသားသမီးလိုချစ်ခင်ပေးတဲ့ဆိုတာကတကယ်ကိုရှားပါပြီးတန်မိုးရှိရဲ့ကံကောင်းခြင်းတစ်ခုပါပဲ။ဒီလိုမျိုးမိဘတွေရဲ့ချစ်ချင်းမြတ်တာဟာသူတို့နှစ်ဦးကြားကနားလည်မှုကိုပိုပြီးခိုင်မာစေသလို သူတို့ရဲ့အနာဂတ်အိမ်ထောင်ရေးခီကိုလည်းလုံခြုံစိတ်ချမှုပြေဝပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လေသူတို့ရဲ့အခြေရေကရင်ခုန်စရာကောင်းပြီးတည်ငြိမ်နေရဖြစ်ပါတယ်။နောက်တစ်ချိန်မှာသူတို့နှုတ်ရဲ့ချစ်ချင်းမြတ်တာတွေကနေငွေဖွာလာမယ့်မိသားစုဘဝလေးကလည်းခုလိုပဲနှွေးထွေးပြီးပျော်ရွှင်နေလိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ရှင်။